မင်္ဂလာပါရှင်ဒီနေ့အတွက် daily message လေးဖတ်ကြပါလို့ရှင်ကိုယ် call တဲ့တဲ့အတွက်ဒီနေ့အတွက် magic message လေးပေးပါကိုယ် call တဲ့တဲ့အတွက်ဒီနေ့ရဲ့ magic message လေးပေးပါရှင်ကဲဒီနေ့ကတော့ကိုယ့်ရဲ့ call တဲ့တဲ့အနေနဲ့ new moon နဲ့ first star new beginning စတင်ခြင်းအသစ်တွေ လုပ်ရမယ့်သူတွေရှိတယ်လက်ခံရမယ့်သူတွေရှိတယ်။ကြည့်ဒီနေ့မှာတော့ကိုယ့်ရဲ့ collective အနေနဲ့အချိန်အကြာကြီးတအုံမိုင်းမိုင်းနဲ့မရှင်းမလင်းဖြစ်နေတဲ့ကိစ္စတွေအတွက်ရှင်းလင်းမှုတွေရသွားမယ်အဖြေတစ်ခုရသွားမယ်ပြောပါတော့ပေါ့နော်။အော်ဆိုတော့ လောင်ထန်းအတွက်ရည်ရွယ်တဲ့ကိစ္စတွေဒီနေ့မှာစတင်မှုတစ်ခုပြုနိုင်မယ်။ဥပမာစာချုပ်တစ်ခုခုမှာလက်မှတ်ထိုးတာမျိုးအိမ်ဝယ်ညီဝယ်တာကိုဒီနေ့မှာအဆင်ပြေသွားပြီးတော့စာချုပ်ချုပ်လိုက်နိုင်တာမျိုးဒီလိုမျိုးတွေပေါ့နော်။ဟိုအပင်စိုက်ဖို့အတွက်မျိုးစစ်ချလိုက်တယ်လို့မျိုးဒီနေ့ကရှင်းလင်းပြတ်သားတဲ့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေနဲ့ intention ပေါ့အဓိကကတော့ရှင်းလင်းတဲ့ရည်ရွယ်ချက်လက်ဆက်တဲ့ရည်ရွယ်ချက်တွေနဲ့အမျိုးစစ်ချနိုင်မယ့်ရည်ဖြစ်တယ်။ဆိုတော့ဒီနေ့ကပေါ့နော် အရန်ကို energetic ဖြစ်တဲ့ energy တွေထုံထိုင်းနေကြတယ်ဆိုရင်ဒီနေ့မှာ reset ပြန်လုပ်လိုက်သလိုမျိုးအရန် clear ဖြစ်သွားပြီးတော့အာအရန်အားရင်ဒီအပြည့်ရှိနေတဲ့နေ့တနေ့လိုမျိုးခံစားရလိမ့်မယ်မနေ့လင်းလာကြတဲ့ကဟိုကိုယ့်ရဲ့လမ်းကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရသလိုခံစားချက်မျိုးပေါ့နော်အရင်တော့ကအိုးဖိနေဟိုနာကျင်ခဲ့ရတဲ့တန်ရာအဟောင်းတွေအကြောက်တရားတွေနောင်တတွေကိုယ့်ကိုယ်ကိုဝင်နေတဲ့တန်တရားတွေ အားလုံးအားလုံးကနေယုံထွက်နိုင်မယ်နေဖြစ်တယ်ဒီနေ့က start from 0ပါရှင်0ကနေပြန်စမယ်ရက်ဖြစ်တယ်ပြန်စနိုင်ဖို့အတွက်အခွင့်အလန်းတွေပေါ်လာမယ်ရက်ဖြစ်တယ်ဆိုတော့ plan your desire with intention ပေါ့နော် new moon နဲ့တွေ့လား new moon ကဘာကိုကိုစားပြုလဲဆိုတော့ကြတော့မင်းရဲ့ intention မင်းရဲ့ရည်ရွယ်ချက်အတွက် အကောင့်ထဲပို့ဖို့အတွက်ဒီနေ့ဟာအပြည့်စုံဆုံးရဖြစ်တယ်တဲ့ regularity လို့ရတာဝါသနာပါတဲ့သူတွေဆိုရင်လုပ်လို့ရတယ် up your source ပေါ့နော်မိကုံမင်းပြန်ပြီးငါတကယ်လိုချင်တာကဘာလဲငါရဲ့ new life ငါရဲ့ဘဝအတွက်ကိုခေါ်သွားပြီဆိုပြီးတော့ကိုကိုကိုပြန်ပြောပေါ့နော် write it speak it feed it ပေါ့နော်ကိုလိုချင်တာကိုခြာရေးပါဇက်ကနေထုတ်ပြောပြီးရင်အဲ့ဒီဟာကိုတကယ်ရလာသလိုမျိုးခံစားပုံဖော်ကြည့်ပါ ဆိုတော့ start step into new cycle ပါကိုရဲ့ soul family တို့ရဲ့ new cycle ကိုတွားဖို့အတွက်ဒီနေ့ဟာအစား new life ကိုခြေလှမ်းတွားနိုင်ဖို့အတွက်ဒီနေ့ဟာကိုရဲ့ soul family တို့အတွက်စတင်တဲ့နေ့ဖြစ်တယ်ဆိုတော့တခုတတိထားရမှာအနာဂတ်ကိုတွားတဲ့အချိန်မှာအတိတ်ကဝင်ပိုးတွေကိုတည်မသွားမိဘူးလို့ရတယ်။ဆိုတော့ဒီနေ့မှာအရာရာကိုအတိတ်အဖြစ်စတင်ခြင်းလေဆိုရင်တော့ကိုပြောခဲ့သလိုပဲအဟောင်းတွေကို လုံးဝရှင်းလင်းပြသားစွာလက်လွတ်နိုင်ခဲ့ဖို့လိုတဲ့အစ်တစ်အစ်တီကိုပဲမြို့ပေါ်ရဲကိုဝင်ခွင့်ပေးလိုက်ပါ even is empty ended ပေါ့နော်အဆုံးမသက်သေးဘူးဆိုရင်တောင်းမှာပဲမင်းရဲ့ divine timing ရတော့ဒီနေ့ဟာ reset လုပ်လိုက်ရမယ့်အချိန်အဲ့ဒါကြီးကိုလုံးဝ shedding လုပ်လိုက်ပြီးတော့ပြန်စကိုစရရတော့မယ့်အချိန်ဖြစ်တယ်ဆိုတော့ဒီနေ့အတွက် affirmation အနေနဲ့ကတော့ ဘာလေးရွလို့ရလဲဆိုတော့ I will can new beginning with an open heart and clear intention I'm ready to grow ဆိုပြီးရွလို့ရတယ်ဆိုတော့မြန်မာလိုရွချင်လဲဆိုရင်လေငါရဲ့ new beginning ကိုလက်ခံဖို့အတွက်ငါဟာရှင်းလင်းတဲ့ intention နဲ့ငါရဲ့နှလုံးသားကိုဖွင့်ထားပြီးတော့ကြိုးစားနေပါပြီ။ငါဟာတိုးတက်ဖို့အတွက်တောက်ပဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီဆိုပြီးတော့ဒီနေ့မနေ့ခင်းမှာယုံမသွားခင်အလုပ်ကိစ္စတွေအတွက်မဆွေးနွေးခင်ကိစ္စကြီးတွေမလုပ်ခင်ဒါလေးကိုအရင်ရွတ်သွားပြီးတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်လန်းဆန်းမှုအပြည့်နဲ့စတင်နိုင်ပါတယ်ရှင်ဆိုတော့ကိုယ့်ရဲ့ soul family များအားလုံးဒီနေ့ဒီနေ့တရက်တာလုံးကိုလွတ်လပ်ပေါ်ပါစွာနဲ့ကောင်းမွန်တဲ့စတင်ခြင်းနေဘဝတည် ်ခုကိုခြေလှမ်းနိုင်ဖို့အတွက်ဒိဗယ်ပြေဝရဲဆုံးဖြတ်ချက်တွေလုံနိုင်ပါစေလို့ဆုတောင်းပေးပါရရှင်ကျေးဇူးတင်ပါတယ်ရှင်